my page မှာ 20k follower ပြည့်တဲ့အနေနဲ့ Italy ဘွားဘွားကဒီနေ့ဗီဒီယိုမှာ ravioli ကိုချက်ပြမှာဖြစ်ပါတယ်ရှင် ravioli ချက်ဖို့အတွက်အထက်ကအနစ်ကို ricotta cheese နဲ့ parmesan cheese ကိုတုံးခဲ့ပါတယ်ရှင်ပြီးရင်တော့ပြတဲ့ပူသီးတွေကိုအနေငယ်ချစ်ပြီးတော့ထည့်ပေးလိုက်ပါမယ်အမုတ်ရှိရင်တော့အမုတ်တုံးနိုင်ပါတယ်ပြုတ်ခဲ့တဲ့ spinach ကိုလည်းကျမတို့ဒီမှာညက်ပြီးတော့မှပပလီလီးပြီးတော့ဖြစ်ဖြစ်ထည့်နိုင်ပါတယ်ရှင် spinach ကိုမြန်မာလိုဘယ်လိုခေါ်တာလဲမသိလို့ comment မှာရေးထားပါ ေးကြပါအောင်เนาะနှွင့်ဝင်နေတော့ music တူတယ်ဖြစ်မယ်ရှင်အရသာကတော့ခက်ဆင်းဆင်းလေးတူပါတယ် Cavioli အပြားအတွက်ဂျုံမုံနေပါမယ်ရှင်ဂျုံလေးတွေထည့်မယ်ပြီးတော့တော့ချက်ဥလေးထည့်ပါတယ်ရှင်အချိုးကိုကျွန်မ comment ရင်အောက်မှာပြန်ပြီးတော့မှရေးပေးပါမယ်เนาะပြီးတော့ပြီဆိုလို့ရှိရင်တော့ကျွန်မတို့ကအားလုံးကို နေပေးလိုက်ပါမယ်ခြေကိုလည်းတစ်ခါတည်းထဲတာမဟုတ်ပဲနည်းနည်းချင်းစီကိုလိုချင်တဲ့အနေထားရတဲ့ ठी ကို အဖွားကထည့်ခဲ့ပါတယ်ရှင်အဖွားကမေ တော့ဘွားကအရေးအချိုးကိုတိကျပြောလို့မရဘူးပေါ့နော်ကိုကနေပြီးတော့မှဒီ အာဂျုံတွေနေတဲ့အခါမှာဂျုံရဲ့အနေထားကိုရေနည်းနည်းစင်းစီထည့်ပြီးတော့မှကြည်ရတာတဲ့သူကတော့မျက်စိနဲ့ပဲချိန်တယ်လို့တော့ပြောတာပဲပေါ့နော် ကျွန်တော်တို့လည်းအတိုင်းပဲသူဗီဒီယိုတွေကအတိုင်းပေါ့နော်အဲအနေထားရတဲ့အထီကိုရေလေးနည်းနည်းလေးထည့်ပြီးတော့မှနေပြကြဖို့ကျွန်မက အကျင့်ပြီးချင်ပါတယ်ရှင်ကဲပြီးသွားပြီဆိုလို့ရှိရင်ကျွန်မတို့ကအခုရလာတဲ့ဂျုံတွေကို နှက်ဆရာမလို့ပဲနဲ့ချက်ချင်းသွားပြီးတော့မှဂျုံပြပြပေးရမှာဖြစ်ပါတယ်အခုဆိုလို့ရှိရင် င်တော့ဒါဒီလောက်အနေထားဆိုရင်ရပြီပေါ့နော်ဒီလောက်အပြုတ်အမအနေထားဆိုရင်ရပြီလိတ်လုံရှိတဲ့သူကလိတ်လုံနဲ့လုတ်ပြီးတော့မှအပြားလုံနိုင်တယ်ဒီလိုဆက်ရှိတဲ့သူကဆက်နဲ့ပြန်ပြီးတော့မှတုံနိုင် ဆက်သုံးမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့မှအာကုန်တော်တက်တာစီတာပေါ့နော်အဲ့ဒါလေးကိုကျမတို့ကလိတ်ပေးလိုက်ပါမယ်ရှင်လိုချင်တဲ့အပြားအနေထားအထူးအပားအနေထားရပြီဆိုလို့ရှိရင်တော့ခဏကနေထားတဲ့အဲ့ဒီ cheese အလုံးလေးတွေကိုဒီမှာထည့်ပေးမှာဖြစ်ပါတယ်ဒီတစ်ပတ်တစ်ချက်စီမှာတိတ်ပြီးတော့မှမကက်ဘူးဆိုလို့ရှိရင်လက်လီနဲ့ဖိပြီးတော့မှလိတ်တန်လေးနဲ့သူ့ကိုပြင်ပြီးတော့ညှက်ထုတ်လိုက်ပါတယ်ရှင်ပြီးရင်တော့သူ့ကိုပြုတ်ထားပေးလိုက်ပါမယ်ရှင် sauce attract ကိုတော့ရေနဲ့ငယ်ဝ Tas ni, eh, macam tu ni. Bezel ni, eh, italy, natalia ni, eh. ဲ့ထည့်ပြီးတော့မှာပြရဲဖူသီးလေးပါနဲ့ငဲချစ်ပြီးထည့်လိုက်ပါတယ်ပြီးသွားပြီဆိုလို့ရှိရင်တော့ခန်းချင်သီး sauce ကိုကျမတို့ကပရနာနဲ့နည်းနည်းလေးကြည်အောင်ကြိတ်ပြီးတော့မှာခဏကချက်ထားတဲ့ဝတ်သားတွေထည့်ကိုထည့်လိုက်ပါမယ်ရှင်ဒါဆိုလို့ရှိရင်တော့ ravioli drip sauce ကရသွားပါပြီလောက်ထားတဲ့ ravioli လေးတွေကျက်လာပြီဆိုလို့ရှိရင်တော့ခဏကချက်ခဲ့တဲ့ခန်းချင်သီး sauce လေးတွေကို အပေါ်မှာထပ်ပြီးတော့မှာအုပ်ပေးလိုက်မယ်ဆိုလို့ရှိရင်တော့အရသာရှိတဲ့အီတလီအစားအစာ ravioli ုလီခန့်ချင်ဒီ sauce လေးကိုရရှိလာမှာဖြစ်ပါတယ်။ Gracias mil Lenona. Ciao ciao. ကျေးဇူးပါ။